မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါရစေ။မောင်မယ်မြို့နယ်၌အရန်မီတက်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမိုးမှန်သဏ္ဍာန်ဖွံ့ဖွဲ့အခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းလင်ခိခရိုင်မောင်မယ်မြို့နယ်မိသက်ဦးစီးမှုရုံတွင်အရန်မီတက်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမိုးမှန်သဏ္ဍာန်တင်မြင့်ဆောင်2025ဖွံ့ဖွဲ့အခမ်းအနားကိုယနေ့နေ့9ရက်ချိန်ကကျင်းပပြုလုပ်ခဲ့ပါရစေ။ အဆိုပါတန်တန်ဖွံ့ဖွဲတွင်မိသက်ဦးစီးဌာနရီမန်ချက်တာဝန်လေးရဖြစ်သည်မိဘေးလုံဆောင်ရေးတဘာဝဘေးအန္တရာယ်ကာကွယ်ရေးရှာဖွေကယ်ဆယ်ရေးပြည်သူ့အကျိုးပြုဆောင်ရွက်ရေးအတွက်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမင်းတန်နိုင်က အဖွဲ့အမားစကားပြောကြားခဲ့ပါသည် ဆက်လက်၍တနန်းသားများအားမြို့နယ်စီမံခန့်ခွဲရေးနှင့်အောက်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမင်းတန်နိုင်မြို့နယ်ရဲတပ်ဖွဲ့မှရဲမှူးမြင့်စောနှင့်မြို့နယ်မိသားဦးစီးမှဦးတန်းလင်းအောင်တို့ကတူညီဝတ်ဆောင်များပေးအပ်ခဲ့ပြီးတနန်းသားများအားသင်ခန်းစာများပို့ချရာတနန်းကာလနိုဝင်ဘာလ10ရက်နေ့မှဒီဇင်ဘာလ9ရက်နေ့အထိလေးပတ်ကြာမြင့်မြင့်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်